မိတ်ဆွေတို့ TikTok ဖွင့်တဲ့အချိန်ဒီလိုစာတန်းလေးပေါ်ပြီးတော့ TikTok account ဖွင့်မရဘူးလားဖွင့်မရဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးတကြည့်ပါနော်ကျွန်တော်ဒီဗီဒီယိုထဲမှာဒီလို error တက်နေရဟာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြပြပေးသွားမှာပါကျွန်တော်ပုံမှန် TikTok ဖွင့်တဲ့အချိန် sign up လေးဝင်လိုက်တယ်ဝင်ပြီးတော့ဒီမှာ Google နဲ့ချိန်လိုက်တယ်ချိန်ပြီးတော့ကွာမွေးနေ့လေးထည့်လိုက်တယ်မွေးနေ့လေးထည့်ပြီးရနောက်ပိုင်းအဲ့လိုစာတန်လေးပေါ်နေရအဲ့လိုစာတန်ကနေ share ဆက်လို့မရဘူးဒါဆိုရင်တော့ ျွန်တော် promote zone လောက်ရမယ့်အချက်ကတော့ browser တစ်ခုခုတည်းကိုဝင်လိုက်ပါဝင်ပြီးွားရင်အဲ search box မှာကျွန်တော် tiktok sign up ဆိုပြီးမှရိုက်ထည့်လိုက်ပါတပီးရင် tiktok sign up တဲ့ကိုဝင်လိုက်ပါပြီးတော့ continue with google ဆိုတာကိုနှိပ်လိုက်ပါနှိပ်ပြီးွားရင်ကိုယ့်ရဲ့ gmail account ကိုရိုက်ထည့်လိုက်ပါ gmail account ထည့်ပြီးွားရင်မှ continue နှိပ်လိုက်ပါနေပြီးခဏလေးစောင့်လိုက်နော်ဒီမှာမွေးနေပေါ်လိမ့်မယ်မွေးနေကိုထည့်လိုက်ပါမွေးနေကကျော် session နဲ့အထက် session နဲ့ဒါမှမဟုတ် session နဲ့ထည့်ပြရပါမယ်အဲမွေးနေလေးထည့်လိုက်ပါပြီးတော့ next ကိုနှိပ်လိုက်ပါ next နဲ့ပြီးွားရင်ဒီနေရာမှာ username ထည့်ခြင်းလည်းရတာမဟုတ်ရင်နောက်မှထည့်ရင်လည်းရတယ် skip လုပ်လို့ရပါတယ်ဒီပေါ်မှာ skip လေးနေလိုက်ပါပြီးတော့ဒီမှာကိုယ့်ရဲ့ profile ထဲကိုဝင်လိုက်ပါဝင်ပြီးွားရင်ဒီမှာကိုယ့်ရဲ့ TikTok account လေးပေါ်လိုက်မယ်ကျွန်တော် TikTok account ဖွင့်တာအောင်မြင်သွားပါပြီဒါပေမဲ့အဲ့ TikTok account ကိုကျွန်တော်ဘယ်တဲမှာ application နဲ့မှာဖွင့်ရမှာဖြစ်ပါတယ်အဲ့ဆို promote zone ဘယ်လိုရမလဲဆိုရင်ကျွန်တော် TikTok application နဲ့ကိုဖွင့်လိုက်ပါ ဖွင့်ပြီးဝင်ကျွန်တော်ပုံမှန် login လုပ်နေတဲ့အတိုင်းကျွန်တော်ဆက်လုပ်ရုံပဲ login နဲ့ဝင်လိုက်ဝင်ပြီးဝင်ကိုယ်ကခုနဒီ browser ထဲမှာ TikTok account ဖွင့်ထားတဲ့ Gmail ကိုရိုက်ထည့်ရမှာမယ် TikTok account ဖွင့်ထားတဲ့ Gmail ကိုရိုက်ထည့်ပြီးဝင်ခဏလေးစောင့်လိုက်ပါခဏလေးစောင့်ပြီးဝင်ကျွန်တော်ဒီ profile ထဲကိုထပ်ဝင်ကြည့်လိုက်ပါဝင်ပြီးဝင်ဒီမှာခုနကျွန်တော်ဖွင့်ထားတဲ့ TikTok account လေးဒီမှာ TikTok application နဲ့ကိုရောက်သွားပါပြီမိတ်ဆွေလည်းဒီနေ့အတိုင်းလုပ်ကြည့်လိုက်ပါနော်အားလုံးအဆင်ပြေပါလိမ့်မယ် ျွန်တော်ပထမအောင်လုပ်ရမယ့်အချက်ကတော့ခုန browser ကို browser ထဲမှာအရင်ဆုံး sign up ဝင်မှာပါ sign up ဝင်ပြီးမှသာကျွန်တော်ဒီ TikTok application နဲ့ကိုထပ်ပြီးတော့ login ဝင်ရမှာပါအခုကျွန်တော်ပြထားတဲ့နေ့တိုင်းလုပ်လိုက်မယ်ဆိုရင်မိတ်ဆွေ TikTok account ဖွင့်တာအောင်မြင်သွားလိမ့်မယ်အဆင်ပြေသွားလိမ့်မယ်ဒီတိုင်းလေးစမ်းကြည့်ပါနော်